ပဲခူးတိုင်းတာယာဝတီခရိုင်မင်းလာမြို့နယ်အတွင်းရှိစစ်ကောင်စီလောက်ခံတပ်ဖွဲ့တွေဟာစမ်းဘုတ်ရွာအခြေဆိုင်စမ်းဘုတ်စခန်းနဲ့ဟိုင်းယူစစ်ဆေးဂိတ်တွေကနေစခန်းစွန်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျ။ပဲခူးယုံမကိုဖျက်တမ်းသွားတဲ့စိန်ကန့်လက်မြို့ချောင်းယုံမဖျက်ကျော်လမ်းပေါ်မှာအင်အား30ဝန်းကျင်ရှိဟိုင်းယူစစ်ကောင်စီစစ်ဆေးဂိတ်စခန်းကိုပြီးခဲ့တဲ့မေလ17ရက်နေ့မှာတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ဖို့တွားရောက်ခဲ့ပြီးဂိတ်စခန်းကိုရောက်ရှိချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစကန်းစွန့်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျ။ဟန်ယူစစ်စေးဂိတ်ဟာရိုးမဖြက်လန်းကိုအသုံးပြုနေတဲ့အရက်သားတွေကိုချိန်ချငွေညစ်တာတွေပြုလုပ်နေတဲ့စကန်းဖြစ်ပြီးပြန်လည်တက်ဆွဲခြင်းမပြုလုပ်နိုင်ဖို့အတွက်တော်လိုင်းတပ်ဖွဲ့တွေကအဲ့ဒီစကန်းကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။ဟန်ယူလန်းစုံဂိတ်နဲ့ဆန်ဘုတ်စကန်းကသူတွေကခလာရတစ်ထဲပြန်ပေါင်းသွားကြတာ PDF တွေကမင်းလာမျိုးကိုသိမ့်မဲ့ဆိုပြီးဘဲကနေသတင်းပြက်နေလဲတော့မသိဘူး။ အဲ့ဒါနဲ့စခန်းတွေကအင်အားတွေကိုခလိုက်ရတစ်ထဲပြန်စုပြီးခန်းစစ်ပြင်တဲ့သဘောလုံးနေတာလို့ယူဆရတယ်လို့မင်းလအခြေဆိုင်တော်လိုင်းတက်ဖွဲ့ဝင်တူက ARD Times ကိုပြောပါရယ်။ဒါအပြင်တော်လိုင်းတက်ဖွဲ့ဝင်တွေဟာစမ်းဘုတ်ကြေးရွာမှာတက်ဆွဲထားတဲ့အင်အား20ကျော်ဝန်းကျင်ရှိစစ်ကောင်စီတက်ဖွဲ့တွေကိုလည်းပြီးခဲ့တဲ့မေလ6ရက်နေ့မှာတာယာဝရီခရိုင်တရင်383ညာနှစ်တက်ခွဲ3က တွားရောက်တိုက်ခိုက်ခဲ့လို့တပ်သားတအူသေးဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်အဆိုပါစခန်းကနေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမေလ၈ရက်နေ့မှာစစ်ကူတွေခေါ်ကာစခန်းစွန့်ခွာထွက်ပြေးသွားကြပြီးနောက်တုံလိုင်းတပ်ဖွဲ့တွေကနေမြေရှင်းလင်းကစခန်းကိုမိရှို့ဖျက်ဆီးခဲ့ကြတယ်လို့သိရပါတယ်။မေလမြို့နယ်မှာပြီးခဲ့တဲ့ဧပြီ28ရက်နေ့ကလည်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးသေဆုံးကလက်နက်ငယ်17လက်နဲ့ခဲယမ်းအများပြားတိမ့်ပတ်ရရှိခဲ့ပါတယ်။